င်လာခင်ဗျာရောဂါကင်ဝေးကျန်းမာရေးစီစဉ်ကိုတင်ဆက်ပေးတော့ဖြစ်ပါခင်ဗျာဒီတော့ရောဂါကင်ဝေးကျန်းမာရေးစီစဉ်မှာတော့လာမယ့်2016မှာလူငယ်တွေအတွက်အာရှပစိဖိတ်ဆိုင်ရာရှစ်ကြိမ်မြောက်မျိုးဆက်ပွားနဲ့လိမ်မှုဆိုင်ရာအခွင့်အရေးဆွေးနွေးပွဲကိုမြန်မာနိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပသွားတော်မယ်ဆိုတဲ့အကြောင်းရည်ကြီးရရှံပါဝင်တဘာဝဘေးအန်တဲ့တစ်ခုနဲ့ဒါမှမဟုတ်အရေးပေါ်အခြေအနေတစ်ခုနဲ့ကြုံလာရင် ARD စေးတောက်နေရတဲ့သူတွေအနေနဲ့ဘာတွေလှုပ်ဆောင်တင်တယ်လဲဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးတော်မှာဖြစ်ပါခင်ဗျာကျွန်တော်တော့စီတူစီရပါ ခုတခါလာမယ့်2016မှာလူငယ်တွေအတွက် အာရှပစိဖိတ်ဆိုင်ရာရှစ်ကြိမ်မြောက်မျိုးဆက်ပွားနဲ့လေမှုဆိုင်ရာကျန်းမာရေးအခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကိုမြန်မာနိုင်ငံကအရှင်ဖြစ်လက်ခံကျင်းပသွားမယ်ဆိုတဲ့အကြောင်းကိုပြောပြသွားအောင်ဖြစ်ပါခင်ဗျာဒီဆွေးနွေးပွဲဟာဘယ်ကနေဘလို့ပေါ်ပေါက်လာလဲဆိုတာကိုဆွေးနွေးပွဲကိုဥဆောင်ကျင်းပမယ်မြန်မာနိုင်ငံမိခင်နဲ့ကလေးဆောင်ရှောက်ရေးအသင်းရဲ့ဥက္ကဋ္ဌကခုလိုရှင်းပြပါတယ် အဲ့ဒီ conference ကဘလို့ဖြစ်လာလဲဆိုတော့2000ခုနှစ်လောက်တုန်းကအီဂျစ်နိုင်ငံကိုင်ရိုကမှာ ICPD ကိုလုပ်တဲ့အချိန်မှာအာရှဒေသတွင်း specific ဒေသတွင်းကလူတွေကဒီအဲအခုသူတို့ပြောတဲ့ SRH ခေါ်တာပေါ့နော် sexual and reproductive မျိုးဆက်ပွားနဲ့အခွင့်အရေးဆိုင်ရာဟိုကိစ္စများကိုပြောတာအားနေတယ်ပေါ့အားနေတယ်ဆိုတဲ့အတွက်ဒီဒေသတွင်းကလူတွေအကုန်လုံးစုပြီးတဲ့ခါမှာသွားတက်တဲ့ delegate တွေကစုပြီးတဲ့ခါမှာတို့တွေလည်းတကူ ဒီလိုမျိုးဟို Asia Pacific Conference တခုလောက်ကြအောင်ဆိုတော့သူတို့တိုင်ပင်ကြတာပေါ့တိုင်ပင်ကြပြီးတဲ့အခါကျတော့နှစ်ထောက်တခုနှစ်မှာ PNGO ဆိုတာ Philippines ပေါ့နော် Philippines အဲ NGO တခုကနေပြီးတော့သူတို့ကဥဆောင်ပြီးတဲ့အခါမှာသူတို့ဒီဒီဘာလဲဆိုရင် Music Point First နော် ABCRS ရှာလို့အတူကောက်ခေါ်တာပေါ့အဲ့ဒီဥစားကိုသူက Asia Pacific Conference ကိုမနီလာမှာကျင်းပတာပေါ့အဲ့ဒါပြီးတဲ့အခါမှာသူတို့ကနှစ်နှစ်တခါနှစ်နှစ်တခါနှစ်နှစ်ခါကျင်းပမယ်အဲ့ဒီအခါမှာ ဒေသတွင်းမှာရှိတဲ့သူတွေရဲ့အဲမျိုးဆက်ပွားကြမှာရေးဆိုင်ရာလုပ်ငန်းတွေကိုလည်းသူတို့ဆောင်ရွက်မယ်အဲဆောင်ရွက်ပေးခါဘလို့တွေဆောင်ရွက်မလဲဘာတွေကို lesson learn လုပ်မလဲဘလို့ experience တွေနဲ့ဘာဆက်လုပ်မလဲဆိုပြီးတော့ဆက်ပြီးတော့သူကလုပ်ဒီဆွေးနွေးပွဲကိုဖိလစ်ပိုင် ထိုင်းအိန္ဒိယတရုတ်အင်ဒိုနီးရှားမလေးရှားစတဲ့နိုင်ငံတွေမှာခုနှစ်ကြိမ်မြောက်အထိကျင်းပခဲ့ပြီဖြစ်ပါတယ်ဒီဆွေးနွေးပွဲကို NGO တွေကပဲကျင်းပတာဖြစ်ပြီးတော့ဥဆောင်ကျင်းပတဲ့ NGO တွေကလည်းတန်းရှည်ပြီးအာမခံရှင်ရဲ့ရှိသလို မျိုးဆက်ပါကျမ်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့လိုအပ်ပါတယ်ဒီလိုကန့်သတ်ချက်တွေရှိတဲ့အခါမှာကျမ်းမာရေးဝန်ထမ်းကဒီပွဲကိုကျင်းပဖို့အတွက်မြန်မာနိုင်ငံမိခင်နဲ့ကလေးဆောက်ရှောက်ရေးအသင်းကိုရွေးချယ်ကျင်းပစေခဲ့ပါတယ်ဒီနေ့ကျင်းပမယ့်ဆွေးနွေးပွဲရဲ့အဓိကရွေးချယ်ချက်ကတော့အာရှနဲ့ပစိဖိတ်ဒေသတွေလိန်မျိုးဆက်ပါကျမ်းမာရေးနဲ့ရေရှိဖွံ့ဖြိုးတိုးတက်မှုတွေကိုပြည်သူအလုံးလက်လန်းမီရေးဆောင်ရွက်ကြဖို့အဓိကဦးတည်ထားတာဖြစ်ပါတယ်ဒီပွဲကိုလေးရတာကျင်းပမှာဖြစ်ပြီးပထမဆုံးရက်မှာတော့လူငယ်တွေအတွက်ကျင်းပပေးမှာဖြစ်ပါတယ်ဒီညလာကမှာ ဘာကြောင့်နေဆွေးနွေးဖို့အစီအစဉ်ထားသလဲဆိုတာကိုတော့မြန်မာနိုင်ငံမိခင်နဲ့ကလေးဆောင်ရှောက်ရေးအသင်းရဲ့ဥက္ကဋ္ဌကခုလိုဆက်လက်ရှင်းပြထားပါတယ်ခင်ဗျာဒါ international conference ဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံကရလေမိမိရဲ့နိုင်ငံရဲ့သွားနေတဲ့လမ်းကြောင်းပေါ်မှာလည်းမလွတ်ရဘူးနောက်က international က ဟိုရက်နဲ့လဲကို insight ဖြစ်ရမယ်ဥစ္စာမျိုးတွေ under အားလုံးဝိုင်းပြီးတော့စဉ်းစားပြီးတော့ track တွေချလိုက်တာပေါ့နော်အဲ track က one ကတော့ law and policy ပါပဲ law and policy က SR ရှာပြီးမှာဘယ် law တွေရှိတယ်ဘယ် policy ရှိတယ်ဘယ် policy တွေဆက်ချရမှာလဲဘယ်နော်ဘယ် policy နောက်ဒုတိယတစ်ခုကကျတော့ governance and accountability ပေါ့ governance ဘယ်လိုလုပ်တယ်လဲနောက်ပြီးတော့ management တွေဘယ်လိုသုပ်တယ်လဲ transparency ဘယ်လောက်ရှိတယ်လဲ accountability ဘယ်လောက်ရှိတယ်လဲအဲ့ဒါဘယ်ပုံမှာလဲဆိုတော့ SR ရှာ fee ထဲမှာဘယ်လောက်ရှိမလဲပေါ့နော်အဲ့နောက်တစ်ခုကကျတော့ဗာလဲ ဆိုရင် financing for SRE ဆိုဘလောက်ပံ့ပိုးထားသလဲเนาะအခုဆိုလို့ရှိရင် financing for SRE ဆို SRE share မှာ for example ပါမယ်ဆိုရင်တိုင်းရင် bad facing လို့ပါတော့ပါတာပေါ့เนาะဟလာကလေးမွေးတာလေးပါတာပဲเนาะဟိုဥစားဖြစ်တာပေါ့မျိုးဆက်ပွားကြမှာရေးဆိုတော့ဒါတွေအကုန်လုံးပြည့်တယ်လူငယ်တွေအတွက်ကိုမျိုးဆက်ပွားကြမှာရေး အသိပေးတာလည်းပါတယ်အဲ့တော့အဲ့အတွက်ကိုမင်းနိုင်ငံကဘလောက် finance ပေးထားလဲတို့တွေရော financing ဘလောက်လုပ်ထားသလဲတို့တွေနိုင်ငံကသူများနိုင်ငံရော experience တွေမှာအဲ့တော့ technical paper တွေလိုတာပေါ့ technical paper တွေကနေပြီးတော့မှသူ deep track တွေတဲ့ဝင်ရမှာလေနောက်ဆုံး track တကွာတော့ SRH integration in health system health system မှာ SRH ဘလို့ပူးပေါင်းမလဲ integrate လုပ်မလဲဒီဥစ္စာ deep track တွေ under charge ဒီဘက်ကိုကျမတို့တဲ့ငွေကြေးမှာအခက်အခဲတော့ရှိနေပါလေ။အားကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ရှိကနေကျင်းပသွားတဲ့ဖိလစ်ပိုင်နိုင်ငံနေနဲ့ ဝန်တိုင်းတန်ခံလိုက်ရတာကြောင့်ဒီဆွေးနွေးပွဲကျင်းပဖို့အတွက်စုဆောင်းထားတဲ့ငွေကြေးကိုမြန်မာနိုင်ငံကိုလွှဲမပေးနိုင်ခဲ့ပါဘူး။ဒါ့အပြင်မြန်မာနိုင်ငံအနေနဲ့အကျိုးဝယ်ကတ်လို့ခေါ်တဲ့ credit card အသုံးပြုတဲ့နိုင်ငံမဟုတ်တာကြောင့်နိုင်ငံတကာကတက်ရောက်မဲ့သူတွေထံကနေကောက်ခံမဲ့ငွေကြေးတွေမှာအခက်အခဲတွေရင်ဆိုင်နေရကြောင်ဖြစ်ပါလေ။ဒါကြောင့်ပွဲပြမြောက်ရေးတာဝန်ယူထားတဲ့မိခင်နဲ့ကလေးဆောင်ရှောက်ရေးအသင်းကပဲအိတ်ဆိုင်ပြီးလှုပ်ဆောင်နေရတာပါ။ပွဲပြမြောက်ရေးအတွက် solution တွေကိုတော့ရှာနေပါလေ။ အန်တို့ budget plan ဆွဲထားတယ်ဆွဲထားတဲ့ budget plan ကိုတို့တင်လိုက်တယ်တင်လိုက်ပြီးတဲ့ခါမှာဒီဟာတွေဒီဟာတွေဒီဟာတွေကဘယ်သူပေးတယ်ဘီဟာတွေဘီဟာတွေကမင်းတို့ပေးမလားအဲ့လိုမျိုးလေးတွေလည်းရှိတာပေါ့လေဒီဘွဲတက်ရောက်ဖို့အတွက်မှတ်ပုံတင်ကြီးတွေတက်မှတ်ထားပါတယ်2015ခုနှစ်စက်တင်ဘာလ30ရက်နေ့မတိုင်ခင်အရင်ဆုံးမှတ်ပုံတင်တဲ့ပြည်ပဧည့်သည်တွေကို US ဒေါ်လာ400တက်မှတ်ထားပြီးပုံမှန်ကြီးအနေနဲ့ကတော့ US ဒေါ်လာ450တက်မှတ်ထားပါတယ်ပြည်တွင်းကအရင်ဆုံးမှတ်ပုံတင်တဲ့သူတွေကိုတသိန်းကျပ်တက်မှတ်ထားပြီးပုံမှန်ကြီးကိုတော့တသိန်း1000ကျပ်တက်မှတ်ထားပါတယ် ပြည်ပကလူငယ်တွေကိုတော့ဒေါ်လာ250တက်မှတ်ထားပြီးပြည်တွင်းကလူငယ်တွေကိုတော့မြန်မာကျပ်ငွေ9000ခွဲတက်မှတ်ထားပါတယ်။ဒါပေမဲ့လည်းပြည်တွင်းပြည်ပကလူငယ်90ဆအတွက်ပညာသင်စုပေးဖို့တော့ရှိပါတယ်။ပညာသင်စုကိုရလိုတဲ့လူငယ်တွေအနေနဲ့ကတော့အင်္ဂလိပ်လိုစာလုံးရေး900တက်မပူတဲ့လိင်နဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာရပိုင်ခွင့်နဲ့ပတ်သက်တဲ့ essay တစ်ပုဒ်ကိုရေးသားပြီးတင်ပြပေးရမှာဖြစ်ပါတယ်။ဒါ့အပြင် UNFPA ကလည်းဒီပွဲကိုတက်ရောက်မဲ့လူငယ်အယောက်90ကိုပညာသင်စုပေးဖို့ရှိပါတယ်။ ဒီမျိုးဆက်ပွားနဲ့လိမ်မိုင်းဆိုင်ရာကျန်းမာရေးရပိုင်ခွင့်အခွင့်အရေးနဲ့ပတ်သက်တဲ့ညီလာခံကျင်းပတဲ့အခါမှာတချို့နိုင်ငံတွေမှာဘာသာရေးအဆွန်းရောက်သူတွေရဲ့ကန့်ကွက်မှုတွေနဲ့ကြုံခဲ့ရပါတယ်။နောက်ဆုံးကျင်းပခဲ့တဲ့ခုနှစ်ချိန်မြောက်ညီလာခံမှာတချို့ဘာသာဝင်တွေကညီလာခံကျင်းပတဲ့ခမ်းမရှိမှာဆန္ဒပြရေးထီကိုရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ဒီလိုဖြစ်လာဖို့အလားအလာသိမ့်ရှိဘူးလို့မြန်မာနိုင်ငံမိခင်နဲ့ကလေးဆောင်လျှောက်ရေးအသင်းကခန့်မှန်းထားပါတယ်။အချက်ကြောင့်ကြီးပြီးဘာသာရေးလွှမ်းမိုးမှုအကောင်းနဲ့ကျွန်တော်တို့နိုင်ငံမှာဒီမျိုးဆက်ပွားနဲ့လိမ်မိုင်းဆိုင်ရာကျန်းမာရေးရပိုင်ခွင့်အခွင့်အရေးနဲ့ပတ်သက်လို့ ဒီညနာခင်းမှာဘယ်လောက်ထိဆွေးနွေးနိုင်မလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါခင်ဗျာခုတကရေကြီးရေရှမ်းပါဝင်တဘောဘေးရန်နဲ့တခုဒါမှမဟုတ်အရေးပေါ်ခြေနေတခုနဲ့ကြုံလာရင် ART စေးတောက်နေတဲ့လူတွေအနေနဲ့ဘာတွေလှုပ်ဆောင်တင်တယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါခင်ဗျာ HIV ပိုးနဲ့နေထိုင်သူတွေဟာသူတို့ရဲ့ရောဂါတွေကိုထိန်းချုပ်ပျောက်ကင်းစေဖို့အတွက် ART စေးကိုအမြဲနှေးစင်မပြတ်တောက်သုံးနေရပါတယ်အကယ်လို့သူတို့အနေနဲ့အကြောင်းမျိုးမျိုးကြောင့်စေးတောက်ပျောက်ကွက်သွားခဲ့လို့ရှိရင်စေးမဆင်ကိုရောက်သွားနိုင်ပါတယ် ။ဒါကြောင့်စီးပီးတဲ့ဖွဲ့အနေနဲ့ ARD စေးတောက်နေသူတွေကိုအရင်ကတည်းကအခုလိုပြင်ဆင်ခဲ့တယ်လို့ဆိုတဲ့အကြောင်းကိုနေစီမထားဆရာဝန်များဖွဲ့ကအခုလိုရှင်းပြခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီအမှန်တော့ဒီ HIV ကုသမှုပေါ့နော်။ဒီကုသမှုကိုစပြီးတော့ကျွန်တော်တို့ပေးတယ်ဆိုတဲ့ကိုကကျွန်တော်တို့ကဒီကုသမှုဟာအဲစင်စက်မပြတ်ကုသဖို့ပြန်မှာဆိုလို့ရှိရင်ဒီဘဝတသက်တာတလျှောက်လုံးပေါ့နော်။နောက်လျှောက်ကုသဖို့လိုအပ်တဲ့အဲကုထုံးဆိုတာကိုတို့ရှင်းပြထားပြီးမှကျွန်တော်အဲ့အတွက်လဲကြိုတင်ပြင်ဆင်ပြီးတော့မှဒီကုသမှုကိုစတင်ခဲ့တာပေါ့ စတင်ခဲ့တယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့မှသူတို့ဆွေးနွေးရရှင်းပြတာတွေဈေးရဲ့ဘေးထွက်စုချိုးတွေဈေးမှန်မှန်တောက်ဖို့လိုတာတွေဘယ်လိုတောက်အောင်မယ်ဆိုတာအားလုံးကိုအတိအကျကျွန်တော်တို့ကရှင်းပြခဲ့တယ်ပြီးတော့မှဈေးမပြတ်အောင်ဘယ်လိုလုပ်ရမလဲဟိုမှာသူ့ရဲ့အလုတ်ကိုင်ကဘယ်အချိန်ဆိုလို့ရှိရင်ဈေးကိုဘယ်အချိန်နေတောက်ရမလဲဆိုတဲ့ကိစ္စကျွန်တော်တို့ဒီဈေးမဆခင်ကတည်းကအားလုံးအသေးစိတ်ပြင်ဆင်ထားခဲ့တယ်အဲ့တော့အဲ့ဒါတွေအဲ့ဒီပြင်ဆင်မှုတွေအားလုံးကလက်ရှိအခုလိုမျိုးဖြစ်တဲ့အရေးပေါ်ချင်းတွေအားလုံးအတိုင်းအတာတစ်ခုဒီအချိုးတရောက်မှုရှိပါတယ် ဥမာအဖြစ်လူနာတယောက်ကဒီဆေးအကြောင်းကိုသူကနားလေတယ်နားလေဆိုလို့ရှိရင်ဒီဆေးကိုသူကဒါကိုမှန်မှန်တောက်ဖို့လိုအပ်တယ်ဒါဆိုလို့ရှိရင် तू အခုဖြစ်ပြီဆိုလို့ရှိရင် तू ဆေးကန်းကိုဘယ်လိုဆက်သွယ်ရမလဲဒီဆေးကို तू ဥမာရက်မယ်ဆိုလို့ရှိရင်လည်း तू ဘယ်လိုမှဆက်သွယ်လို့မရအောင်ဆိုရင်လည်းဒီဆေးကို तू ရက်မယ်ဆိုရင်ဘယ်လိုမျိုးစနစ်တကျရက်ရမလဲဒါကို तू ကနားလေပြီးသားဖြစ်နေပြီအဲ့တော့ကျွန်တော်ကအဲ့ဒါလေးအစကတည်းကချူတင်ရှင်းပြထားပြီးသားပေါ့ဒါဒီတောင်းဒါချူတင်ပြင်ဆင်မှုအနေနဲ့တပိုင်းလို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်က Lunar တွေကိုကျွန်တော်က Runway Package လို့ခေါ်ပါတယ် လူနာတွေအတွက်ဈေးအပူပေးထားတာပေါ့ဈေးအပူပေးထားတယ်ဆိုတော့သူတို့ကိုမှတမျိုးဒေတာအခြေအနေပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော်တို့မှဒီတိုက်ပွဲတွေပါပြင်းထန်နေတဲ့ဒေတာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ထက်တစ်လစာလောက်ထိထည့်ထားအောင်လို့ရှိအပူထည့်ပေးထားတာပေါ့နိုင်ပုံမှန်အဖြစ်ဆိုတော့အဲ့အပူထုတ်တည်အဖောက်တောက်စရာမလိုဘူးတော့ဈေးကန်းကိုကျွန်တော်တို့က3လတခါချိန်တယ်ဆို3လတခါပြန်လာမယ်ကျွန်တော်အဲ့အပူထုတ်ကိုပြန်ပြီးတော့လဲပေးလိုက်တယ်ပြီးအဲ့ဒါကိုပြန်သိမ့်ထားတကယ်အေးပေါ်ချိန်နေမှာပဲတောက်ဖို့အတွက်ပေါ့နော်သူတို့ ထည့်ပေးထားတာအော်ရန်ကုန်နေပါဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်က conflict ဇုံမဟုတ်တဲ့အတွက်ကျွန်တော်ကအဲ့လောက်အများကြီးတော့ထည့်ပေးထားတာမရှိဘူးဒါပေမဲ့ကျွန်တော်တပတ်တန်ဒီနှစ်ပတ်တန်ဒီသူတို့အပိုထုတ်ပေးထားတာလေးရှိအဲ့တော့ဒါဒီအရေးပေါ်အခြေအနေမှာအခုလိုမျိုးရည်ကြီးတာမျိုးမှမဟုတ်ဘူးတခြားသူကသူပုဂ္ဂိုလ်ရေးပြဿနာဘာပဲဖြစ်ဖြစ်အရေးပေါ်အခြေအနေမှာဒါကိုတောက်လို့ရအောင်ကျွန်တော်ကအပူပေးထားတာပေါ့အဲ့အရာလေးရတယ်ဒါကျွန်းကျွန်းတင်ပြဆင်မှုနောက်တစ်ပိုင်းအနေနဲ့ပါအဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီစေကန်းနေရဲ့လိပ်စာတွေပေါ့နော်ပြီးတော့မှဆက်သွယ်ရမယ့်လူတွေရဲ့နာမည်တွေ ျွန်တော်တို့ရဲ့ဒီဟိုပါပေါ့စေတနာဝန်တန်းနေရှိပါ outreach ပေါ်ကာရေးရှိပါတယ်အဲသူတို့နဲ့သူတို့ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ဟာမျိုး information တွေလည်းသူတို့ကိုပေးထားပြီးသားပေးထားပြီးသားပါအဲ့တော့ပြောမှဆိုရင်အခုချိန်မှာလည်းဒီဖုန်းတွေပါရတယ်အရင်တော့အလိုမျိုးခက်ခဲမရှိတော့ဘူးဆိုတော့သူတို့အတိုင်းအတာတစ်ခုထိအဲပြန်ပြီးတော့မှဆက်သွယ်လာနိုင်ကြပါတယ်အဲ့တော့ဒါလည်းဟိုကောင်းမွန်တဲ့အချက်တစ်ခုပါဂျူတင်ပြင်ဆင်မှုအနေနဲ့ပြောလို့ရပါတယ်ဒီဂျူတင်ပြင်ဆင်ထားမှုတွေမှာအတာကြအားနာချက်တွေတော့ရှိနေပါသေးတယ် ဒီအားသာချက်အားနည်းချက်နဲ့ပတ်သက်ပြီးဒေါက်တာဖုန်းသစ်ကခုလိုဆက်လက်ရှင်းပြထားပါတယ်စင်စားရမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ဘက်ကတက်နိုင်တဲ့ဟာနဲ့ဒူနာရီဘက်ကလည်းအဆင်ပြေမလားပေါ့ဒူနာတန်းကိုစီးတလားစာစီပေးထားတယ်တချို့ကဒီတလားစာကိုဟိုအထင်းထင်းထားတော့ပုံမမှန်တဲ့ခါမှာနင်းထိုင်ရင်ပျက်စီးသွားမျိုးလည်းရှိနိုင်တာပေါ့ရှိနိုင်တယ်ဆိုကြတော့ကျွန်တော်တို့ကဒီ strength and weakness ပေါ့နော်အားသာအားသာကြအားနည်းချက်တွေကိုချင့်ချိန်ပြီးတော့မှဒါ ဘလောက်တိုင်းတာဒီလုံးမလဲဆိုတာပြန်လဲပြင်ဆင်ညှိနှိုင်းလို့ရပါတယ်ဒါကြိုတင်နောက်ထပ်ပေါ့နော်ဒီလက်ရှိပြင်ဆင်ထားတဲ့ပို့ပြီးတော့မှပေါ့နော်ဘလို့ကောင်းအောင်လုပ်လို့ရမလဲပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့လူနာတွေဘက်ကလည်းအရေးပါတဲ့ဟာလေးတွေရှိပါတယ်ဥပမာပြင်လူနာတွေကတစ်ခါတလေမှာစီအဲကုံသွားတာပဲဖြစ်ဖြစ်သူတို့ရက်မှားပြီးတော့မှဟိုသတိမေ့သွားတာဆိုတော့အဲ့မှာစီးတွေကသတိမထားမိပဲနဲ့ကုံသွားတယ်သူမဟုတ်ပျောက်သွားတယ်အဲ့လိုအခြေအနေမျိုးမှာသူတို့ကဘာလုပ်လို့ရှိလဲဆိုတော့ ဟိုသူတို့ ਨੇ ဆေးမျိုးစားတူတယ်ဆိုရလူတွေဆေးကနေမှာချီးငှားပြီးတောက်တာမျိုးတွေလုပ်နေရှိပါတယ်အဲ့ခါကျတော့ဒါပေါ့နော်ဟိုဟိုသူ့ရဲ့အာအသိပညာအရာပေါ့ဒါဒီမှန်တဲ့ခါလည်းမှန်ပဲဒီလူကဆေးမျိုးစားတူတာမှန်တယ်မှန်အမှန်မှန်ငယ်ငယ်ဆေးမျိုးစားကိုပဲယူပြီးတောက်မိတယ်ဒါမျိုးကဒါမျိုးလည်းဖြစ်နိုင်တယ်တချို့ကကျတော့အဲ့လိုမဟုတ်ဘူးဆေးကအယောင်ပဲတူနေတာတကယ်တမ်းအမျိုးစားမတူဘူးသူကတူရလို့ထင်ပြီးမှအဲ့ဒါကိုယူတောက်မိတာ တကယ်တမ်းတခြားတယောက်တောက်နေတဲ့ဆီးနဲ့သူတွေကကုထုံးအမျိုးစားခြင်းမတူဘူးအဲ့လိုမျိုးကြီးလည်းဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့လူနာတွေကိုသတိပေးချင်တာအဲဆေးကသူများဆီကဖြစ်နိုင်တယ်ဒီတော့လုံးဝကြီးမတောက်ဘူးပဲကျွန်တော်ကဟိုသတိပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲမှားသွားနိုင်တဲ့အတွက်ဆေးအယောင်တွေကဟိုကုမ္ပဏီတွေကလည်းတစ်ခုနဲ့တစ်ခုထုတ်တာမတူတဲ့အတွက် ဒီကုမ္ပဏီကအဖြူရောင်ထုတ်ရင်ဒီဈေးကိုအဖြူရောင်ထုတ်တယ်ဟိုနောက်ထပ်ကုမ္ပဏီကတခြားဈေးကိုအဖြူရောင်နဲ့ထုတ်တယ်ဆိုလို့ရှိရင်အဖြူရောင်ဖြူရောင်ချင်းမှားသွားနိုင်တာမျိုးတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ရောလူနာတွေကိုတည်ပေးချင်တာကဈေးတွေအလွဲတကူသူများစီကနေယူပြီးတော့မတောက်ဖို့ပေါ့နော်ဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့နောက်ဆုံးဈေးကိုရရမယ်ဆိုရင်တောင်မှစနစ်တကျရက်ဖို့ညွန်ပြထားရတဲ့နဲ့ရက်လိုက်လို့ရှိရင်လုံခြုံစိတ်ချရတယ်ဆိုတဲ့အကြောင်းဈေးကိုအလွဲတကူပြန်စနိုင်မယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်လူနာတွေကိုအသိပေးချင်ပါတယ် ကဲခုနောက်ဆုံးအနေနဲ့ရေးပေါ်ချင်းနဲ့ကြုံလာရင် ARDC တောက်နေလူနာရီအနေနဲ့ဘာတွေလှုပ်ဆောင်တင်တယ်လဲဆိုတာကိုဆက်လက်ပြီးတော့နှဆင်ကြည့်ရအောင်ပါခင်ဗျာအဲလူနာရီကိုကျွန်တော်တို့ပြောချင်တာကတော့ကျွန်တော်တို့အဲဒီဈေးကန်းရဲ့အဲဟိုဟာဒိစာတွေဖုန်းနံပါတ်တွေအလုံးအဲရှိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လူနာရီမရောက်နိုင်သေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဈေးကန်းတွေကိုဆက်သွယ်ပြီးတော့အကြောင်းကြားပါတက်ဆိုင်ရာတာဝန်ခံတွေအကြောင်းကြားပါကျွန်တော်တို့ဘယ်လိုမျိုးစီစဉ်ပေးလို့ရမလဲဆိုတာကိုကျွန်တော်ဆွေးနွေးညှိနှိုင်းပြီးတော့မှစီစဉ်ပေးပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ ရဲ့ဈေးဈေးကန်ဖုန်းနံပါတ်တွေလိမ့်စာတွေဒါတွေပျောက်သွားမျိုးလည်းဖြစ်နိုင်ပါတယ်ရေထဲပါသွားတယ်ဖြစ်နိုင်ပါတယ်အဲဒါဆိုလို့ရှိရင်လည်းနီးစက်ရာရဲ့ကျန်းမာရေးဝန်ကြီးဌာနဈေးုံဈေးကန်တွေကိုတွားပြီးတော့မှဆက်သွယ်ပါဒါကျွန်တော်တို့ MSF မှာပြနေတဲ့လူနာပါလို့သူတို့ပြောပြလိုက်ပါပြောပြလိုက်လို့ရှိရင်အဲ့ဒီအနေတစ်ဆင့်ကျွန်တော်တို့တစ်ဆင့်ပြီးတစ်ဆင့်အဲကျွန်တော်တို့အဆက်အသွယ်ရလာပါလိမ့်မယ်အဲတက်ဆိုင်ရာဆောင်အဆိုဒီကျမ်းမာရေးမြေထနာရဲ့ဆရာဝန်တွေရဲ့တစ်ဆင့်ကျွန်တော်တို့စီဆက်သွယ်လို့လည်းရပါတယ်ဆိုတဲ့ခါကျတော့ ဒိုင်းရဆက်တယ်လို့မရရင်နှိစရာဈေးရုံဈေးခန်းတွေအစဉ်ဆက်တယ်ပါလို့ကျွန်တော်အကြံဉာဏ်ပေးလို့ပါတယ်။ကဲဒီဒီဘက်ရောကင်ဝေးကျမ်းမာရေးစီစဉ်ကိုဒီလောက်နဲ့ပဲရှင်းသားပြစီခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါခင်ဗျာကျွန်တော်တော့စီတူစီရပါ